ိုင်းဝေရပကံလို့ခေါ်တယ်လူမှုဘလို့အာမခံရံပုံကြီးထဲ့သွင်းလို့မရတော့အလုံသမားအမျိုးသားတော်များအဲ့မှာတွေ့ရတယ်။တောင်းတဲ့ကြီးတွေ့ရတယ်။ပါမင်းနဲ့အလုံသမားမဖြစ်တဲ့သူကပို့ပြီးတော့နင့်နာကြီးရဖို့အတွက်အလားအလာနဲတယ်။စေဝါကူတာမှုလောက်နဲ့ပြီးပြီးတော့အဲ့လိုအပြတ်တောက်ဘဝနဲ့ပဲဒုက္ခိတဘဝနဲ့ပဲသူ့ဘဝကိုသူဆက်လက်ရှင်တန်ရက်တည်ပြီးတော့တစိမ့်တစ်ပိုင်းဈေးဆယ်လေးဖြစ်နေရက်တည်လိုက်တယ်ရက်တည်နေကြတာလူတွေကိုတွေ့ခဲ့ရတယ်။မြန်မာလူသားတွေကိုတွေ့ခဲ့ရတယ်။မလေးရှားနယ်စပ်က နေခင်ရဲ့အလုသမားတွေကထိုင်းဥပဒေအောက်မှာတိုက်ရိုက်ကောတွဲဝိုက်ကောလစ်လူရှူခြင်းခံရတဲ့ဥပ္ပကပြူခြင်းခံရတဲ့အလုသမားတွေဖြစ်တယ်လို့ကျွန်တော်ကသုံးသပ်လိုက်တာအာလွန်ခဲ့တဲ့2023ပြီးတော့2024အခု2025ပေါ့၃နှစ်တိတိထိုင်းလူတော့ဖတ်တိုက်ပေါ့ မြန်မာလူဆိုရင်တော့မလေးရှားနယ်စပ်ထိုင်းတောင်ပိုင်းပေါ့ထိုင်းတောင်ပိုင်း14ခရိုင်ထဲမှာအဲ့ဒီ၄ခရိုင်ပေါ့နာရာတီဝရလာပတ္တနီနဲ့စုံခလာဆိုတဲ့အစ္စလာမစ်စစ်သွေးကြွတွေလွှမ်းမိုးတဲ့နေရာအစ္စလာမစ်စစ်သွေးကြွတွေအခြေကုပ်စခန်းချတဲ့နေရာမှာထိုင်းနိုင်ငံရဲ့လုံခြုံရေးရအစိုးရအကြောင်းကြားဆုံးနေရာ dangerous zone ကိုကျုပ်ကအဲ့ဒီမှာရှိတဲ့ထိုင်းအစ္စလာမ်တထေးတွေနဲ့ ူတို့ရဲ့တပည့်တွေဖြစ်တဲ့မြန်မာလူသားဝဏပေါ့ဗျာအလုတ်ကြီးကြိုင်မှုအချို့ရဲ့ကူညီဆောင်ရွက်မှုတွေရဲ့ဒေတာကန် CBO CS ဆိုအချို့ရဲ့ကူညီဆောင်ရွက်မှုတွေနဲ့တူကြကြနန်းနာပေါ့လှလှပပတိတိကြကြလေးလာခွင့်ရခဲ့တယ်ပေါ့အဓိကကတော့ထိုင်းဥတွေပါအလုတ်သမားအခွင့်အရေးသူတို့တွေဘလောက်ထိရကြပြီလဲအဲ့ဒီအထဲမှာမှထိုင်းဥပဒေပါ လုံမအခွင့်အရေးကို ဘသူတွေကအချိုးဖောက်ခံရအောင်လဲဘယ်လုံမမျိုးစားပေါ့နောက်တစ်ခုကအဲ့ဒီအချိုးဖောက်ခံရတဲ့မြန်မာရွှေပြောင်းလူသားအမျိုးအစားတွေကတော့ဘာဖြစ်လို့ထိုင်းဥပဒေရဲ့အကာအကွယ်မှုအောက်မှာဓာတ်ရိုက်ဖြစ်စီတွေ့ဝိုက်ဖြစ်စီမရှိနေရတာလေပြီးတော့ထိုင်းအလုတ်ရှင်အရစကားလို့ဆိုထိုင်းကလာပေါ့နော်ထိုင်းမွတ်စလင်တထေးတွေနဲ့မြန်မာလူသားတွေရဲ့တိုးတက်လာတဲ့ ဆက်ဆံရေးအခြေအနေအပြန်အလှန်ပူးပေါင်းဆောင်မှုအခြေအနေပြီးတော့အဲ့ဒီဒေတာမှာရှိတဲ့ CBO CS လူလူအခြေပြုအဖွဲ့အစည်းတွေနဲ့မြန်မာရွှေပြောင်းလူသားတွေအခြေအနေပြီးတော့လုပ်ငန်းတွင်မှာဖြစ်လေဖြစ်တာရှိတဲ့လက်ပြတ်ချီပြအသက်ဆုံးကျုံမော်တော်ယာဉ်တိုက်မှုအခြေအနေတွေဘယ်လိုရှိလဲဆိုတာကိုအကြံပြင်းပေါ့အကြံပြင်းနေတဲ့လေလာအသိရှိခွင့်ရခဲ့ပါတယ်ကိုယ်တိုင်ခွင့်ဆင်းခဲ့တော့လို့အဲ အများစုကတော့ကျွန်တော်ကစုံခလာနဲ့ပတ္တန်ဒီကိုအဓိကလေ့လာတယ်။အဲလျှက်တစ်ပြက်ပေါ့။သွားတာကတော့နာရတီဘက်နဲ့ယာလာပေါ့။နာရတီဘက်နဲ့ယာလာအခုချိန်ထိဘုံတတိုင်းတိုင်းပောက်ကွဲနေစင်းနေရ။ပုံမူပြီးတော့စိုးရင်ရနေရ။နောက်ထိုင်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လုံခြုံရေးအစိုးရရဲ့အတွက်မသွားရလို့တတ်မှတ်တယ်။ထိုင်းနိုင်ငံသားများဒီပင်လျင် ိုက်ဆုံခလာတို့ပတ္တနီတို့ကထိုင်းနိုင်ငံသားတွေတောင်ရလာတို့နာလာတီဝတ်တို့မော်တော်ရေးတွေပါဒီဟလာငားလို့မရအောင်မသွားဘူးထိုင်းနေတော့မသွားဘူးနော်အဲ့နေရာတွေကျွန်တော်တို့သွားဆိုလျှက်တပြက်ပုံစံမျိုးနဲ့ကျွန်တော်တို့ပြုံပြုံလုံးလုံးစိတ်ချရတဲ့ CPU CS ကိုအမာခံနေနဲ့ကျွန်တော်သွားတယ်ဒေသခံလည်းပါတယ်ပေါ့နော်ဒေသခံအလိုသမားဝဏ္ဏတွေလည်းပါတယ်သူတို့တွေနဲ့တွားတာဖြစ်တဲ့အတွက်လျှက်ပြက်ညအညာနေလုံးဝမလုပ်ဘဲနဲ့ဟလာတဏီကုန် တော့ပင်မခိုင်သွားတယ်အဲ့တော့အဲ့လိုသွားတဲ့အခါမှာနာရတီဝါကတော့မြန်မာလူသား4000လောက်ပဲရှိပါတယ်ရလာတော့အိုက်တယ်များတယ်မြန်မာလူသား5000လောက်ရှိတယ်လုပ်ငန်းငင်တဘာဝတွေကတော့ထိုင်းတောင်ပိုင်းတစ်ခုလုံးကအတူတူပဲပင်လယ်ရှိတဲ့နေရာမှာပင်လယ်အစားစာထုတ်လုပ်ထားတယ်ပင်လယ်တန်ခါးကြီးလိုက်တာရှိမယ်ပြီးတော့တစ်ဆက်ရာဘာဂျန်စီယုံဂျန်နန္နတိဒူယင်တိအဲ့လို ပြောမစို့ခြံလုပ်ငန်းအနေနဲ့စိုက်ပျိုးတာလေအတူတူပဲစောက်လို့ရေးတို့ဒီတစ်ဆက်တို့ငါးတစ်တာဆက်ယုံတို့ကလေအတူတူပဲမတူတာကဘာကွဲပြားလာလဲဆိုတော့ထိုင်းဥပဒေရဲ့ကာဝယ်စောက်ရှောက်မှုတိုက်ရိုက်ရတာရယ်တွယ်ဝိုက်ရတာရယ်တိုက်ရိုက်လည်းမဟုတ်တွယ်ဝိုက်လည်းမဟုတ်ပဲလုံးဝမရှိတာလုံးဝမရှိတာရယ်အဲ့မှာတွေ့ခဲ့ရတာဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံရဲ့ဒီထိုင်းတော်ဝင်တပ်မတော်ရဲ့ လုံယုံရေးစီးတက်မှတ်မှုရထိုင်းနိုင်ငံအနယ်အရှိဆုံးဒေသတွေမှာလုတ်ကန်တဲ့အလုံသမားတွေဖြစ်တဲ့အတွက်ပထမဆုံးကတော့အစ္စလမ်ဘာသာဝင်အလုံသမားတွေအများဆုံးလူရတယ်။ဘယ်လုပ်ငန်းဝင်မဆိုအဲနောက်တော့ဗုဒ္ဓဘာသာဝင်တွေလာတယ်။နောက်တော့ထိုင်းအစ္စလမ်လုပ်ငန်းရှင်တွေကမြန်မာလူသားတွေရဲ့ကြိုးကြိုးနွန်နွန်နဲ့အလုပ်ကိုအပတ်တကူအားထုတ်ပြီးတော့ဟုတ်လားအလုပ်ရှင်တထေးတွေပေါ်ကလည်းယူယူသေးသေးနဲ့ဟုတ်လားကြိုးကြိုးနွန်လုပ်တဲ့ပုံမှာသဘောကျတဲ့အခါကျတော့ဒီနေ့ဆိုရင် ဒါကျွန်တော်ရှေ့မှာပလင်ခံလိုပဲရွှေရုံပုံတူလိုဖျားမျိုးတောင်ဆုံကလာခရိုင်ဟ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 ိုင်မှာရှိနေပြီเนาะအဲ့တော့အဲ့ဒါတပိုင်းပေါ့ဗျာအခြားပိုင်းကတော့ထိုင်းဥပဒေရဲ့ဓာတ်ရိုက်ဖြစ်စီတွယ်ဝိုက်ဖြစ်စီကာဝယ်ဆောက်ရှောက်မှုအောက်မှာမရှိဘူးဆိုတာကစားစားရန်အထောက်အထားတွေလုပ်တဲ့အခါမှာအချို့ချို့သောလုပ်ငန်းမျိုးစားဥပမာရာဘာဂျန်တို့စီအုံးဂျန်တို့ဒူးရင်တို့နန်နတ်တို့ဆိုရခြံလုပ်ငန်းတွေနောက်ရေခဲဆက်တို့တစ်ဆက်တို့ အဲ့ဒါ၄အရာဒီဟာထိုင်ဥပဒေရဲ့အောက်မှာဓာတ်ရိုက်လည်းမရှိဘူးသွယ်ပိုင်လည်းမရှိဘူးရှိကိုမရှိနေသေးတာဖြစ်တဲ့အတွက်လက်ပြတ်ချီပြတ်အသက်ဆုံးကျုံးဖြစ်လာတဲ့အခါမှာဖြစ်စီတာမန်နေထိုင်မကောင်းတာဖြစ်စီတာမန်တဲ့ပူတဲ့ခွဲစိတ်စရာဟလာအရေးကြီးလူနာတွေဖြစ်စီကြမ်းမိုက်ဆောက်ရှောက်မှုတွေလုံးဝကင်းလွတ်နေတာလုံးဝကင်းလွတ်နေတာဘာဖြစ်လို့ဆိုတော့ထိုင်ဥပဒေရပကံလို့ခေါ်တဲ့ လူမှုဘလို့အာမခံရံမုံငွေထဲ့သွင်းလို့မရတော့အလုံသမားအမျိုးသားတော်များအဲ့မှာတွေ့ရတယ်။တောင်းတဲ့ကြီးတွေ့ရတယ်။ဒါကြောင့်မလို့ထိုင်းဥပဒေရဲ့စောက်ရှောက်မှုအောက်မှာဓာတ်ရိုက်ဖြစ်စီတွယ်ဝက်ဖြစ်စီရှိမနေပဲနဲ့လုံးဝလုံးဝရှိမနေတဲ့အလုံသမားတွေကိုအဲ့ဒီမှာတွေ့ခဲ့ရတယ်လို့ကျွန်တော်ပြောချင် highlight ပေးချင်။အဲ့ဒီမှာတော့ CBO တွေ CSO တွေနဲ့ဒီထိုင်းလူခွင့်ရေးရှင်းနေတွေ ကဆုံကလာခရိုင်မှာရှိနေရလीဆုံကလာခရိုင်နဲ့ဟာရိုင်မှာရှိနေရဆိုတော့ဟိုဘက်နာလာတီဝတ်တို့ရလာတို့ပတန်နီတို့အဲ့ဒီသူနဲ့ဆက်ဆက်နေရခရိုင်တွေကိုလောက်ရတာပေါ့ဆုံကလာခရိုင်ကကျွန်တော်တိုင်းပေါ့အလုသမားပြဿနာဖြစ်စီအခြားသောဟာရီနဲ့ပတ်သက်ပြီးတော့လူမှုဖလိုရေးပြဿနာတွေဖြစ်စီအဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့ဆုံကလာခရိုင်ဒီထိုင်းလူသမားဝန်ကြီးဌာနတိုင်းယုံ တန်ယုံအခြေဆိုင်တယ်တန်ယုံအခြေဆိုင်တော့အဲ့တော့နာရတီဘွတ်တို့ရလာတို့ပတနီတို့ကအချို့ချို့တော့အမှုတွေကဆုံကလာခရိုင်တန်ယုံလာတယ်နော်တိုင်တိုင်တိုင်အဆင့်ရှိတယ်ယုံတိုင်တိုင်ယုံလာတယ်ပေါ့ပြဿနာတွေလည်းပေါ်လွင်ထင်ရှားတယ်ပွပွင်လင်းမြင်တာမရှိပါဘူးအကုန်လုံးကဟိုကိုကြမ်းမကြီးမကောင်းရင်လေကလားဆရာ အရာစကားနဲ့ကလားဆရာပေါ့အစ္စလမ်ဆရာ နောက်ဗမာတွေကနေပြီးတော့ကုတက်တဲ့လူတွေနဲ့စေမီတို့ရင်းနဲ့ပဲဖြည့်ရှင်းနေတယ်လိုအပ်မှသာစီုံစီပင်ကန်သွားကြိုက်တော့ကူကြတော့ရှင်းပေါ့နော်အဲကိုမှမရှိသေးရင်လေတထေးကိုဖြစ်စီတထေးရဲ့ကိုယ်စလဲကိုဖြစ်စီစိုက်ခိုင်းပြီးတော့မှကိုလိုအပ်ကနေပြန်လေဖြည့်ရှင်းဒီပုံစံမျိုးရက်တည်တယ်အဲ့တော့ထိုင်းဥပဒေဆောက်ရှောက်မှုအောက်မှာရှိမယ်ဆိုလူမှုဖို့လို့အာမခံရမွေထဲရင်အခြေခံကျမ်းမာရေးဆောက်ရှောက်မှုတွေရမယ်ဒါကိုပြောတာအဲ့အခြေခံကျမ်းမာရေးဆောက်ရှောက်မှုတော့ ြည်ပြပပြည်ပြဝမရသေးဘူးဆိုတော့ဒီလူသမားတွေကဒီဖတ်တိုက်လို့ခေါ်တဲ့မလေးရှားနယ်စပ်ကလေးခင်ရဲ့အလူသမားတွေကထိုင်းဥပဒေအောက်မှာတိုက်ရိုက်ကောတွယ်ဝိုက်ကောလစ်လူရှူခြင်းခံရတဲ့ဥပ္ပကပြူခြင်းခံရတဲ့အလူသမားတွေဖြစ်တယ်လို့ကျွန်တော်ကသုံးသပ်လို့ရတယ်ဒါကိုပြောတာပါအဲ့တော့ဆက်ဆက်ပြဿနာတွေအများကြီးပဲ ကြာတယ်ဗျလုပ်ငန်းဝင်ထိခိုက်မှုဆိုတာလက်ပြတ်ချီပြတ်အသက်ဆုံးကျုံးတာတွေပေါ့နော်လက်ပြတ်ချီပြတ်လက်ပြတ်တာများတာပေါ့နော်အဲလိုလက်ပြတ်တဲ့အလုပ်သမားတော်များတစ်ဆက်ကဖြစ်စီရည်ခဲတစ်တာဆက်ယုံကဖြစ်စီငါတစ်တာဆက်ယုံကဖြစ်စီအခြားသောအဲကျွန်တော်ပြောမစို့အထွေထွေလုပ်ငန်းဝင်တွေရဖြစ်စီအဲ့လိုလက်ချောင်းတွေလက်တစ်ခုလုံးနော်ပြတ်တောက်တဲ့အလုပ်သမားတွေရှိတယ်သို့တော်လေထိုင်းနိုင်ငံရဲ့ ဒီလူမှုဘူလိုဥပဒေရကျွန်တော်တနစ်ခွဲနဲ့နဲ့တဲ့အတွင်းမှာထိုက်တဲ့နဲ့နင့်နာကြီးတွေရမယ်တိကျတဲ့စေဝါကုသမှု ပြေဝတဲ့စေဝါကုသမှုတွေကိုအခမဲ့ရမယ်အဲ့ဒီအခွင့်အရေးတွေကအပြည့်ဝမရကြသေးဘူးဟို ပြောမယ်ဆိုရင်လက်ချောင်းလေးတွေလက်တချောင်းလုံးပြတ်သွားတဲ့အလုသမားတွေဆိုလေအဲဒီအနာကျက်တဲ့အထိ ဟုတ်လားအကုန်လုံးကုသမှုတွေရှိပါတယ်အဲသို့တော်လဲအနာကျက်သွားတဲ့နောက်ပိုင်းမှာဒီနာရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေဆိုးရိုးတွေဒီလုံသားခံစားရတာတွေနဲ့ပတ်သက်ပြီးတော့တော့ပြန်လဲကုစားမှုတွေပါကြီးကြတော့အများကြီးခက်ခဲသွားတယ်နင့်နာကြီးဆိုတာလဲဝေလာဝေးပေါ့နော်တအားဟိုပြောမစို့ဝေးနေသေးတယ် ဒီဥပဒေပါနစ်နာကြီးတွေဆိုတာအလင်မြန်ရရင်ပူကောင်းတော့ပေါ့သူတို့ဟာထိုင်းဥပဒေကာဝယ်ဆောက်ရှောက်မှုအောက်မှာရှိတဲ့ပါမစ်နဲ့အလုံသမားဆိုတဲ့အမြဲတမ်းအလုံသမားတွေဖြစ်သူတွေလည်းဖြစ်တယ်မဖြစ်သူတွေလည်းဖြစ်တယ်မဖြစ်သူကတော့ပေလျက်ကန်ဒီပါခြံထားဥပ္ပခါပြုခံထားပြီးတော့ဖြစ်သူကလည်းကြားတယ်အဲ့တော့ဖြစ်သူကလည်းနင့်နာကြီးရဖို့ကြားတယ် ပါမနစ်အလုတ်သမားမဖြစ်တဲ့သူကပို့ပြီးတော့နင့်နာကြီးရဖို့အတွက်အလားအလာနဲတယ်စေဝါကူတာမှုလောက်နဲ့ပြီးပြီးတော့အဲ့လိုအပြတ်တောက်ဘဝနဲ့ပဲဒုက္ခိတဘဝနဲ့ပဲသူ့ဘဝကိုသူဆက်လက်ရှင်တန်ရက်တည်ပြီးတော့စပင်လေးညှက်လိုက်ဟိုဟာလေးရောက်ဓာလေးရောက်နဲ့တစိတ်တစ်ပိုင်းဈေးတယ်လေးဖြစ်နဲ့ရက်တည်လိုက်နဲ့ရက်တည်နေကြတာလူတွေကိုတွေ့ခဲ့ရတယ်မြန်မာလူသားတွေကိုတွေ့ခဲ့ရတယ်တဘောကတော့ထိုင်းဥပဒေကာဝယ်မှုစောက်ရှောက်မှုအောက်မှာဓာတ်ရိုက်ဖြစ်စီ တော်ဝိုက်ဖြစ်စီရှိနေရမယ်မြန်မာလူသားတွေဟာရွှေပြောင်းလူသားတွေဟာထိုင်းဥပဒေရဲ့စောက်ရှောက်မှုအောက်မှာဓာတ်ရိုက်ကောတော်ဝိုက်ကောမဟုတ်ဘဲနဲ့လုံးဝမရှိတာလုံးဝမရှိတာစောစောပြောတဲ့လုပ်ငန်းဝင်ဒဏ်ရာရထိခိုက်ဒဏ်ရာအလို့သမားတွေယုံတင်တယ်ဆိုတင်တယ်လीယုံကလက်ခံတယ်လက်ခံပြီးမဲ့လူဓာတ်ရဲ့ပုံပြီးလက်တော့လက်ခံတယ်ပေကပေမရ ကျွေးကွာချင်းမဝဆိုလို့ဖြစ်နေတာပေါ့အမှုကိုတော့လက်ခံတယ်လေအမှုတင်လိုက်တယ်လူခွေရှိနေတယ်တင်လိုက်တယ်လက်ခံတယ်ဒါပေမဲ့အမှုကလိုလာတဲ့ပုံပြီးကြန့်ကြာတဲ့အခါကျတော့ဒီလူသားမှာပြောမစို့ဆက်ဆက်တဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဆက်ဆက်ခံစားမှုတွေအများကြီးရှိတယ်ထိရှာမှုတွေရှိတယ်ပေါ့ဒါအောင်ဆိုလို့ရပါအဲ့လိုမျိုးတွေကတော်တော်များဖြစ်လာတာကိုတွေ့ရတယ်ဒီ2023 24 25အတွင်းမှာတော်တော်တွေ့တွေ့လာတယ် ဩလွန်ခဲ့တဲ့အနှစ်20 25လကတော့အဲ့လုံချိုးကြီးကစိန်ခေါ်မှုရှိတာပေါ့နော်လုပ်ငန်းဝင်ဝင်နေတုန်းလေဒီဘုံပေါက်ကွဲတာယူရရှိနိုင်တာပေါ့နော်ကျွန်တော် ရှိနိုင်တာပေါ့အခုတော့မရှိတော့ပါဘူးမရှိတော့တာဆယ်စုနှစ်တခုကြော်သွားပါပြီဒါပေမဲ့ချွင်းချက်နေနဲ့တော့အဲ့ထိုင်းမလေးရှားနယ်စပ်ဖတ်တိုက် ထိုင်းလိုဖတ်တိုက်ဆိုတဲ့နာရတီဝါနဲ့ရလာတော့အခုချိန်ထိလုံချိုးကြီးရကျွန်တော်85ရာခိုင်နှုန်းစိုးစိမ်ရအောင်လေအဲကျွန်တော် ပတ္တနီနဲ့စုံခလာပတ္တနီနဲ့စုံခလာတော့စုံခလာကတော့လုံယိုရေးရအဲ့လောက်ကြီးစိုးရိမ်စရာမရှိတော့ဘူး။ဘာကြောင့်ဆိုအဲ့ဒီမှရှိတယ်ထိုင်းအစ္စလမ်တထေးတွေနောက်မလေးဘက်ကလာတဲ့ထိုင်းမလေးကဗျာအစ္စလမ်တထေးတွေ ਨੇ ဒီဒေသကိုလုပ်ငန်းဝင်အမျိုးမျိုးမှာရောက်ရှိပြီးတော့လှုပ်အားနဲ့ပေးဆက်ကြတဲ့ရွှေပြောင်းလူသားတွေလည်းတွားပြီးပေါင်းစည်းမိကြတယ်။တယောက်နဲ့တယောက်နှက်ဆိုင်နဲ့နားလည်မှုတွေနှက်ဆိုင်နဲ့ပူပေါင်းဆောင်မှု အလုရှင်တဲ့အလုသမားတထေးနဲ့အလုသမားဆိုတာတဲ့ပုံမူတဲ့မိသားစုပုံစံမျိုးနဲ့ဆက်ဆံရေးမျိုးတွေပူပေါင်းဆောင်ရွက်မှုတွေကျင်နာမှုတွေရှိလာတဲ့ခါကျတော့ဒီနေ့စုံကလာခရိုင်ဟိုင်ရိုင်မြို့မှာ ရွှေရုံပုံလူဖျားကြီးလည်းရှိလာပြီဒါထိုင်းအစ္စလမ်မလေးအစ္စလမ်တထေးတွေကနေသူ့ကိုကြိုးကြုံနုံနုံနဲ့လှူအားပေးဆက်ပြီးတော့ သူ့အလုပ်တွေကိုကြိုးစားလာလုပ်ပြီးသူတို့ရဲ့စီးပွားရေးလည်းဖြစ်ထွန်းအောင်မြင်လာတယ်သူတို့တွေစတဲ့ဘူးတိုးမြင့်လာတယ်သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာဒီမြန်မာလူသားတွေကြောင်းဆိုတာကိုသဘောပေါက်နားလည်ကြတဲ့မလေးအစ္စလမ်နဲ့ထိုင်းအစ္စလမ်တတိယတွေကနေကဲမင်းတို့ဒီလောက်ထိပါလာရင်ချင်းမှုလုပ်ကြလုပ်ကြတော့ဆိုခွင့်ပြုပေးထားတာဖြစ်ပါတယ်ကြီးမားတဲ့နားလည်မှု ကြီးမားတဲ့တန်ရောစဉ်ဂျပင်ထိုးထားတာပါအဲ့ဒါကြောင့်စုံကလာခရိုင်နဲ့ပတ္တနီခရိုင်မှာတော့ ဆုံးခလာပေါ့အထူးဖြစ်ဆုံးခလာမှာမရှိတော့ဘူးပတ္တနီတခါတည်းဖြစ်တယ်တဲ့ရာလာနဲ့နာရာတီဘကတော့ရှိနေသေးပဲအဲ့တော့လုံဂျုံရင်းရစိုးရင်ရတာမှာဆုံးခလာမပါတော့ဘူးပတ္တနီကတော့တဝဲလောက်90ကျော်စိုးရင်ရသေးတယ်80 85တော့ကတော့နာရာတီဘနဲ့ကျွန်တော်ရလာအဲ့တော့မြန်မာလူသား3သိန်းလောက်ရှိတယ်ပေါ့3သိန်း3သိန်းလောက်ရှိတယ်မြန်မာလူသားအကြီးအကျယ်မှာကျွန်တော်တို့ပြောရရင်တော့ အဲနှစ်သိန်းကျော်ကျော်ကစိုးရင်စရာမလို့ဘလို့ပဲ ਨੇ မိမိတို့ရဲ့လုပ်ငန်းခွင်အသီးမှာလုတ်ကင်လို့ရတယ်ဆောပြောတဲ့ခဏခဏဘုံပေါက်ကွဲတာလေနောက်မိမိတို့ရဲ့ယုံကြည်ကိုးကွယ်တဲ့ဗုဒ္ဓဘာသာအပြင်အခြားသောဘာသာတွေလူလာကိုးကွယ်လို့ရတယ်ဒီနေရာမှာဘုရားလည်းပြောမှာစုနာရသီဝမှာဗုဒ္ဓဘာသာဖုန်ကြီးတောင်သုံးချောင်းပဲရှိရနော်ဒီနေ့အချိန်ထိနာရသီဝမှာတနေ့ချိန်ဆွန့်ခန့်ရင်ထိုင်းတော်ဝင်တက်မလို့ရဲ့ဘင်းတက်မလို့ရဲ့ အဆောင်ရှောက်နဲ့စစ်သားအဆောင်ရှောက်နဲ့ဆုံးခံရတော့ဗုဒ္ဓဘာသာဘုံကြောင့်၃ကြောင့်မရှိရနော်အလားတူပဲရလာမှာလဲဗုဒ္ဓဘာသာဘုံကြောင့်၅ကြောင့်ကျန်တာကတော့ပတ္တဏီတို့ဆုံးခလာတို့အများကြီးပဲဆုံးခလာမှာဆိုရှူလိုပုံလူဖျားကြီးတောင်းတည်ထားနိုင်လောက်အောင်ထိုင်းအစ္စလမ်မလေးအစ္စလမ်နဲ့တထေးတွေနဲ့မြန်မာဗုဒ္ဓဘာသာလုပ်သားတွေတမှာနှစ်ဆိုင်သောကြီးမားသော နည်းနည်းတော့တန်ရောစဉ်မြစ်တာဂျပင်တွေထိုးထားနိုင်ကြတယ်ပြရုပ်တွေဖြစ်ပါတယ်တင်ကြီးသားတွေဖြစ်ပါတယ်ထိုင်းတနင်္ဂနွေမှာ KNG သားခွန်ဆက်ခွန်ခုမှာမြန်မာလူသား9တန်းရှိကြောင်းကျွန်တော်ထိုင်းမီဒီယာပေါ့မီဒီယာပေါင်းစုပါဝင်တဲ့ကျွန်တော်မီဒီယာအင်တဲလီဂျင့်ဂရုပ် ကန့်နေပြီးတော့တုံ့တက်ထားပါတယ်။ခရိုင်ဒေသ68ခုရှိတယ်။အဲ့မှာမြန်မာလူသား9တန်းလောက်ရှိတယ်။အဲ့မြန်မာလူသား9တန်းလောက်ထဲမှာလာတိုင်းလာတိုင်းလုပ်ငန်းဝင်မတော်စဖြောက်ရောက်ဖြစ်စေတရားမဝင်နေဆက်ဖြတ်ကျော်မှုရင်မတော်စမှုတွေကြောင့်ဖြစ်စေနောက်ကိုကိုတတ်တယ်လို့ဖြစ်စေအချင်းချင်းတတ်ကြဖြတ်ကျလို့ဖြစ်စေမြန်မာလူသား20အထက်သေဆုံးတယ်မီဒီယာအင်တဲလီဂျင့်ကလူကတုံ့တက်ထားပါတယ် အဲ့တော့ထိုင်းနိုင်ငံခရိုင်ဒေသ89ခုမှာရှိကြတဲ့မြန်မာလူသား9တန်းလောက်ကအဲ့ဒီထိုင်းလူဖတ်တိုက်မြန်မာလူဆိုရင်တော့မလေးရှားနယ်စပ်ထိုင်းတောင်ပိုင်းမှာရှိတဲ့၄ခရိုင်မှာရှိတဲ့မြန်မာလူသားတွေရဲ့ဘာသာတလေယဉ်ကျေးမှုတလေနဲ့ပေါ်ရွေမှုအောက်အောက်ကျပြီးတော့ကိုယ်တစ်သေးပေါ်မှာကိုယ်ကျေးဇူးရှင်လို့သဘောထားပြီးတော့ ခခရအောက်ကျိုးတဲ့လူအောက်ကျိုးလူလူမပြီးပါဘူးအဲ့လိုလုတ်ခဲ့တဲ့အကျိုးတရားတွေဟာဒီနေ့ဒီချိန်မှာဆိုရင်အဲ့ဒီမလေးအစ္စလမ်တထေးထိုင်းအစ္စလမ်တထေးတွေရဲ့ကျင်နာမှုနားလည်မှုစာနာမှုနဲ့အခွင့်ပေးမှုတွေရာရေရှည်မြုံနံလာတဲ့အကျိုးတရားနှလုံးသားအကျင်နာ မြစ်တာစေနာတန်ရောစဉ်ဂျပန်ထိုးမှုတွေရရှိတာဖြစ်တဲ့အတွက်မလေးရှားနေဆက်ကမြန်မာလူသား၃သိန်းဤတူပဲအခြားအခြားတိမ်မောင်းများစွာသောမြန်မာလူသားတွေကလည်းထိုင်းတတိပါဝင် အခြားသောနိုင်ငံဆောင်ကတတိတွေကိုလူအောက်ကျလို့လူမပြီးဘူးဆိုတာတခုကိုကဧည့်သည်ဖြစ်တယ်သူတို့ရဲ့ဌာနီသူတို့ရဲ့မြေသူတို့ ူတို့ရဲ့အမြင်မှာလာလို့ရတာဖြစ်တယ်သူ့လုပ်ကိုလုပ်ပေးရတာဖြစ်တယ်အဲ့ဒီအတွက်အကင်ပါပါလီနဲ့မလေးနေဆက်ကအလုသမားတွေလို့ပူပေါင်းဆောင်ရဲတက်ပါစီအကင်ပါပါလီနဲ့အောက်ကြနောက်ကြခံတတ်ပါစီအကင်ပါပါလီနဲ့ကို့အကျင်နာကိုသူ့ကိုပေးပြီးတော့ကို့စာနာမှုကိုသူ့ကိုပြပြီးတော့သူ့ရှိရာ စံနာမှုတွေနားလည်မှုတွေနဲ့အကျင်နာတရားတွေမေတ္တာတရားတွေနဲ့နှလုံးသားကြက်ပင်ထိုးမှုတွေရယူနိုင်မှာကြပါစေလို့အညွန်းညွတ်မေတ္တာရက်ခံဆုတောင်းရင်းနဲ့ကျွန်တော်မလေးနေဆက်နေဆက်ရင်ပတ်ကြက်ပင်ထိုးမှုဒီမှာပဲခိတ္တရဆိုင်ဟပ်ပလိုက်ပေးရသည်အားလုံးပဲကျမ်းမာချမ်းသာလမ်းဖြာပြီးတော့လူရလူတာပြည့်ဝကြပါစေမြန်မာလူသားအပေါင်းတို့ခင်ဗျာမြန်မာနိုင်ငံသားအပေါင်းတို့ခင်ဗျာ